ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Amisha Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။စိတ်ဝင်စားစရာကောင်းတဲ့ကင်မရာဇာတ်လမ်းတွေကို ရွေးချယ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Channel ကနေစာရေးသူမဟင်ခန့်ဥတာဒီပါရေးသားထားတဲ့မန္တန်ထူမောင်နဲ့တိတ်ထီဝင်တန်မုံရှာကြသူများဆိုတဲ့အပိုင်းကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဇာတ်လမ်းမစားတင်ခင်မှာကျမတို့ရဲ့ Channel ကို Like ရ Subscribe လုပ်ပြီးပြီးနောက် Notification လေးနှိပ်ပြီးအားပေးသွားပါအောင်ရှင်။ကျေးဇူးများတင်ပါရယ်။ ထူးမောင်ကဥဝုံမတည်သေးတဲ့တရင်ကိုကြားရတော့လဲစိတ်မအေးနိုင်သည်ဥဝုံကိုဖန်ဆီးထားတဲ့ရခအဖွဲ့ကိုရှောင်းရင်ထူးမောင်ကိုအပြတ်ရှင်းဖို့ကြီးစားဓာသမတအုံငားထားတယ်လို့လည်းသိရပါတယ်အခုကဥဝုံရဲ့မိတ်ဆွေဘဘဲဆရာဥတန်ကေကထူးမောင်ရှူလာတဲ့တန်တရင်ကလေးကိုဓာအဖြစ်စင်ရင်ပြီးမယ်လို့ပြောတဲ့အတွက်အဲ့ဒီနောက်ကိုလိုက်ခဲ့တယ် ဦးတန်ခေရလည်းခက်ပေါပေါလူတော့မဟုတ်ပြင်စယူပါဂိုင်းဝင်ဂလုံအဖွဲသားလို့သားသိရပြီးမြည်သည့်အစ်စင်မှရှိနေဆိုတာတော့ခံမှန်းရခံလာပါတယ်အများနဲ့မတူတဲ့ဓာကြီးကိုကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်တဲ့အပြင်ဗပင်းစရာပြီးပြီးခုံအားပလကလည်းထွားကျိုင်းလာပါတယ် ဥတန်ခဲလိုလူမျိုးကအစီရင်ပေးမဲ့ဓာတ်ချောင်းကလည်းဓာတ်ကောင်းသည့်ဆိုသည့်ထက်ထူးခြားလာတဲ့ဓာတ်ချောင်းဖြစ်လာမယ်လို့ထူးမောင်ကယုံကြည်ထားတယ်။တာမန်မဟုတ်ပဲကိုးဌာနတန်နေနဲ့အစီရင်ထားတဲ့တန်တရင်ကလေးကိုတန်သေးဓာတ်ချောင်းဖြစ်အောင်ဖန်တီးဖို့အတွက်ဥတန်ခဲရဲ့ပပဲဖို့ကိုနှစ်ဦးသားသွားနေကြတယ်။ဥတန်ခဲကသူ့ရဲ့ဓာကြီးကိုထမ်းပြီးရှေ့ကသွားတယ်။ထူးမောင်ကမြင်းကြီးမိုးမောင်ကိုစီးပြီးအနောက်ကနေတလန်းချင်းလိုက်လာခဲ့တယ်။ ထုံးပုံမျိုးနဲ့ကလျက်ရှိတဲ့ပြင်ကြီးရွာတွေကိုဝင်ပြီးတဲ့နောက်ရွာတစ်ဖက်အစုံမှာအိမ်ပုကလေးတစ်လုံးနဲ့တူဦးတန်ခင်ရဲ့ပပေးပုံကိုရှောင်လာခဲ့ကြတယ်။ဦးတန်ခင်ကသူ့ရဲ့ဓာကြီးကိုအိမ်တွင်းတရံမှာအတင်းရှိနေတဲ့ဓာတင်ခုံပေါ်တင်ထားလိုက်တယ်။သူမောင်လေးမြင်းနဲ့စီကိုတင့်ရတနေရာမှာထားပြီးဥတန်ကဲအိမ်ဘက်ကိုလာနေတယ် အိမ်ပုနေလို့ဆိုပေမဲ့အရှိမအစင်ထိုးထားပြီးအင်းပန်းအမိုးနဲ့ထရံကကွက်ကြားကထားလို့ဒူးမောင်လဲအိမ်ရှိအစ်စ်မှာသာထိုင်လိုက်တယ်အိမ်ထဲကိုလမ်းကြည့်လိုက်တဲ့အခါဥတန်ကင်းရဲ့ဓားကြီးနဲ့ခလန်လန်းမှလှန်တူလှန်ရှိဓားတူဓားရှိပစိန်တင်ပုတ်စူးအုပ်တန်လုံးအစာရှိရဲ့လက်နက်များကိုတွေ့ရတယ်တနီယာမှာဥတန်ကရဲ့ဓာကြီးနဲ့အရွယ်တူတန်ယိုးတက်တူကြီးတစ်ချောင်းနဲ့အဲ့ထက်တစကြီးရဲ့တူကြီးတစ်ချောင်းကိုတွေ့ရတယ် ဒါအပြင်တန်လွှတန်စုတန်ကိုက်တန်ကွင်းစားတဲ့ပပဲဘူတုံကရိယာအစုံကိုလည်းတွေ့ရပါသေးတယ်။ဦးတန်ကရအင်းကြီးကလေးတစ်ထည်ကိုကောက်ဝစ်ပြီးအိမ်ထဲကသူ့အိမ်ရာဘေးကိုတွားနေတယ်။ပြီးတော့အိုးကလေးတစ်လုံးနဲ့ဝစစ်ကွက်လေးယူလာပြီးထူးမောင်ပြီးမှဝင်ထိုင်လိုက်တယ်။ကောင်းလေးကြိုက်ရင်တော့မကြိုက်ပါဘူးမတော့ဘူးကျုံလိုက်လာတာအရက်တော့ဘုံမဟုတ်ဘူးလေနောက်ပြီးတော့ကျုံနာမည်ကထူးမထူးမအေးဟုတ်ပြီဟုတ်ပြီမင်း ိမ်ထဲကလက်နက်တွေကိုစိတ်ဝင်စားနေရလားဟုတ်တယ်ဗျခမရရဲ့ဖန်တီးနိုင်စွမ်းကိုချီးကျူးတယ်ဗျာဒါနဲ့တလောက်အများကြီးဆိုတော့မှားထားရသူရှိလို့လားမရှိပါဘူးကွာငါစီမှာဓာဝယ်နေသူကရှားတယ်ကွာဒါဖြင့်ပင်မမှာပေါ့ဗျာခမရပစ္စည်းတွေကရိုးရိုးတာမန်အမြင်မှာတော့တလောက်လက်ရပြမြောက်တာဘာလို့မဝယ်ကြတာတုံးဗျပန်းစယ်မျိုးအတက်မှာအမှုပညာလိုတတ်မရင်ဘယ်ဟာမှမပင်ပန်းဘူးကွာဝါသနာပိုင်စိတ်အေးတယ်စိတ်ပိုင်အလုပ်ဖြစ်တာပဲ ်အင်းဝါသနာရဖြစ်တည်လာတဲ့အရာတွေကတာဝန်ရဖြစ်တည်လာတာတွေထက်အရှိသွေးကောင်းနေกว่าဒါကိုဖန်တီးသူကအတိဆုံးပဲဒီတော့အရှိသွေးလိုက်တန်ဖိုးတည်တဲ့သူတွေရောကြီးပီးပီးဝဲကြတယ်တန်ဖိုးမတည်တော့ဈေးများနေချင်းပြီးမဝဲကြဘူးပေါ့ကွာကျုပ်ကိုတန်တီဓာစီရင်ပြီးမယ်ဆိုတာရောလက်ခနဲ့ကြီးသတ်မှတ်ထားတာလားတန်ကြီးသတ်မှတ်ဖို့ခက်လာအောင်ဖိုးတန်နေกว่าတခင့်မှာနှစ်ချောင်းမရှိနိုင်တဲ့ဓာမျိုးပေါ့ လွယ်လွယ်ကူကူလည်းမရနိုင်ဘူးကွာဘလို့စီရင်ရတယ်ဆိုတာနဲ့ဘလောက်ကြာမဲဆိုတာသိလို့ရမလားဗျာဥဝမတည်သေးဘူးဆိုပေမဲ့ကျုပ်ရဲ့ကြီးစုရှင်ကျုပ်ရဲ့ဆရာကိုရန်သူလက်ထဲမှာကြာကြာမထားခြင်းဘူးအေးကွာမင်းဒီအောင်တော့ပြောပြရမယ်တန်ရဖို့မလွယ်တလို့ဒါရဖို့လည်းခက်တယ်ကွာဥတန်ခေကစကားရက်ပြီးအရက်တစ်ခွက်ကောက်မွန်လိုက်တယ်ထူးမောင်ကခက်တီတီသာကြည့်ရင်ကိုးဌာနတန်တီတာအစီရင်အကြောင်းနားထောင်နေတယ် ဂမ်မီရာတိတ်ထီဝင်ဌာနကြီး၉ခုမှာတန်တီစုပြီးတော့တန်တီဓာတ်သားရလာတဲ့အကြောင်းတော့ပြောပြပေးပြီ အခုတန်တီဓာတ်သားရပြီးရင်ဓာတ်ဘလို့စီရင်ရတယ်ဆိုတာပြောပြမယ်ဒီလိုကဒီဓာတ်သားကိုဓာတ်ပုံစံလုပ်တဲ့ခွက်ထဲကိုတက်ဆိုင်ရာဂါရာတွေရွတ်ဖက်ပြီးတော့အချိန်ကကောင်းမှပုံစံလောင်းရတယ်ရလာတဲ့ဓာတ်ကိုတိမ်ပနတ်သားနဲ့တရိုးတအိမ်လုံးရတယ်အဲအရေးကြီးတာကဒီဓာတ်ကိုကိုးဌာနကျင့်စဉ်အောင်ထားတဲ့ပုံကအမိတ်ပြန်ရတယ် ီလိုပုံကမျိုးမရှိရင်ဓာတ်အစီရင်ကမအောင်ဘူးလေအခုစီရင်ဖို့အတွက်ကိုယ်ဌာနကျင့်စဉ်အောင်တဲ့ပုံကရှိပါမလားမင်းရဲ့ကံကောင်းမှုလားဒီတက်သားတွေပဲဓာတ်ဖြစ်ချိန်တန်လို့လာတော့မသိဘူးကွာထုံးပုံမှာကိုယ်ဌာနကျင့်စဉ်အောင်ထားတဲ့ပုံကတူရှိတယ်ထူးမောင်နတ်တို့ဖန်ရေကန်အသင့်ကြာအသင့်ပေါ့ဗျာဒါကြောင့်ဆက်ပြောပါဦးနတ်တို့ဖန်တာမဟုတ်ဘူးကွာဟောရီယာတန်ခဲဖန်တာ gain ဟုတ်ပါပြီဥတန်ခဲရယ်ဆက်ပါအောင်အေး စိတ်ဝင်စားလာပြီမလားနားထောင်နားထောင်လို့ဆိုပြီးဥဒံကရဆက်မပြောဘဲအရက်တစ်ခွက်ကောင်းမော်ပြီးလက်ဝါးထဲမတိမတာဆုပ်ထားတယ်ပဲလော်စီကလေးတွေကိုဝါလိုက်သေးတယ်ထူးမောင်ရဲ့တည်နေတဲ့မျက်နှာကစိတ်မရှိတော့တည်အောင်ဖြစ်လာတယ်ဝါနေတဲ့ပဲစီတွေကိုနောက်တစ်ခွက်နဲ့အတူမျိုးချပြီးမှကိုးဌာနတန်တီဓာတ်ကိုတည်ရင်တွင်းမှာတီလာရှိရဲ့ယဟန်းတော်၅ပါးအစွမ်းထက်ကမဝါစာတွေရွတ်ဖက်ပြီးတိတ်ထိစွာအားတင်ကြရတယ် မြေတာတုတ်တော်နဲ့အဆုံးသတ်တဲ့ဒီကိုးဌာနတန်တီတာဂမ်မီယလောကမှာအစွမ်းထက်ဆုံးဓာတလက်ဖြစ်တယ်ကွအစမ်းနေရတော့ဘလို့ပယောဂမစိုးနိုင်နေဘလို့အတိုက်မစုံရင်နိုင်နေပြူစားဖန်စားမျိုးစုံနိုင်နေဒုတ်ပီဒါဘီစေးတွေလည်းနိုင်နေလောကမှာရှိတဲ့ပြီးစေးတွေအလုံးအနိုင်နေရန်သူအပေါင်းအနီကာကွယ်တယ်အထူးသဖြင့်လူနဲ့ဘလူနဂါပယောဂသားမှန်သမျှရဲ့ရန်အပေါင်းကိုကောင်းစွာကာကွယ်တယ် ကာကွယ်ရုံမကကိုကသူ့တပောင်းကုသလို့ကဲမလို့ရတယ်ပရလောကနဲ့ပတ်သက်တဲ့ယောဂမှန်သမျှကုသလို့ရတယ်ကဝေဇက်ကအစဆက်ကျိုးတွေဖြတ်တဲ့ဆက်ဖြတ်ဓာဖြစ်တယ်ညာရှိတယ်လို့သုံးလို့ရတယ်ထူးခြားတဲ့ပစ္စည်းပေါ့ကွာဒီပစ္စည်းတန်ဖိုးကြီးတာလည်းမပြောနဲ့လာစန်းကိုရက်နေစနေနေ့တိုက်ဆိုင်ဖို့တော့မလွယ်ဘူးခုတော့စံကိုရဲ့စနေတိုက်တော့ဒီသားစီရင်ဖို့အခွင့်အရေးရလာနေပြီ။ကိုးဌာနကျင့်စေအောင်ထားတဲ့ပုံကိုလည်းရှိတော့ ငါနဲ့ငါရဲ့မိတ်ဆွေတို့ရဲ့ဆန္ဒပြည့်ရတော့မှာပေါ့ကွာမာကျင်နယ်ထူးမောင် ဒီသားအစဉ်အောင်မြင်ခဲ့ရင်ငါမိတ်ဆွေကြီးဥဝင်စီရအောင်တွားပြီးတန်ခဲရဲ့လက်ဆောင်ကိုသူ့လက်ထဲရအောင်ပြီးလိုက်ပါကွာစိတ်ချကြုံရောက်အောင်တွားပြီးရအောင်ကဲမှာပါဥဝင်ကိုလည်းကဲရမယ်ရက်ခခိုင်းဝင်ရောက်နေတဲ့မန္တန်ပရပိုက်ကြီးကိုလည်းရအောင်ယူရမယ်ဒါနဲ့ဥတန်ခဲနဲ့ဥဝင်တို့အဖွဲ့မတူဘဲနဲ့အတော်လေးခင်မြင်ကြတဲ့ပုံပဲဗျာ ကိုးဌာနတန်တွင်စုကြတော့အကြောင်းပြောပြပါလားထူးမောင်ရဲ့အမေစကားကိုကြားရတဲ့အခါဥတန်ခင်ရဲ့မျက်နှာတစ်ချက်ညှိုးသွားတာကိုမြင်လိုက်ရတယ်။တောက်မယ်လို့မြှောက်ထားတဲ့ခွက်ကလေးကိုလည်းခပ်ဖြည်းဖြည်းပြန်ချထားလိုက်တော့တယ်။ပြီးတော့ထူးမောင်လက်ထရာတန်တူရင်လေးကိုကင်ကြည့်လိုက်တယ်။ပြီးတဲ့အခါဘာမှမပြောဘဲအိမ်ထဲကိုဝင်သွားပြန်တယ်။ပြန်ထွက်လာတဲ့အခါတန်စိုးနဲ့တူကြီးတစ်ချောင်းပါလာတယ်။အဲဒီနောက်ဖိုးထဲကိုမီးသွေးတွေထည့်ပြီးမီးစမှွှေးတော့တယ်။ သူနဲ့ဦးဝန်တို့ရှာထားတဲ့ကိုဌာနတန်နဲ့ပြုလုပ်ထားတဲ့တန်တင်ရင်းလေးကိုဖြတ်တောက်ပြီးအရေးကြိုးတော့မှာဖြစ်တယ်။ဖြတ်တောက်ရင်အပူပေးပြီးမှစိုးနဲ့ရိုက်ဖြတ်တုံးတစ်ပြီးလုံထဲမှာအရေးကြိုးမဲ့ဟန်ရှိတယ်။ဒူးမောင်လည်းဒါမှဖြစ်မီဦးဝန်အမြဲဆောင်တဲ့တန်တင်ရင်းလေးကိုနောက်ဆုံးအနေနဲ့ခက်တင်းတင်းဆုပ်ကင်ပြီးမှဥတန်ငယ်လက်ထဲကိုထည့်လိုက်တယ်။ဥတန်ငယ်လည်းတူကြီးနဲ့တန်ဆိုးတစ်ဖက်ကကရင်တန်တင်ရွေးလေးကိုကင်ပြီးခက်တွေတွေကြည့်နေတယ်။အရက်တအိုးတောက်ထားလို့လားမသိ ဥတန်ခင်ရဲ့မျက်လုံးတောင်လေးရဲလာတယ်။ခဏအကြာဥတန်ခင်ကတပ်ပြင်းတစ်ချက်ချပြီးတော့တန်တင်ရင်းကလေးကိုမီးသွေးပုံထဲထည့်လိုက်တော့တယ်။ပြီးတော့ရှူရှူရှက်ရှင်းမြည်တဲ့လေမုတ်ဖားဆိုရင်ကိုကျူးတစ်ချက်ဆွဲလိုက်ပြီးတဲ့အခါဖားပုံမှာထွက်လာတဲ့လေတို့ကမီးသွေးကလေးတွေကိုရဲရဲနှီးစေပြီးတန်တင်ရင်းလေးကိုစတင်အပူပေးလိုက်တော့တယ်။အဲ့ဒီအချိန်မှာထူမောင်ကမီးသွေးခင်ရှင်ရဲကလေးတွေကိုကြည့်လိုက်ပြီးမှဥတန်ခင်ကိုကြောပြီးရင်အော်မပါတယ်ဆိုတဲ့တန်တုံးတန်ခင်လေ အပူပြင်းပြင်းထင်ပြော့တာပါလားဒူးမောင်ရဲ့ဆိုလိုရင်းကိုနားလဲတဲ့ဦးတန်ကရမိကိုမှွန်လို့မျက်ရည်ဝဲရင်ပုံစံအစ်စ်ကိုပြောင်းဖို့ဒါမှမဟုတ်ဓိဋ္ဌကောင်းဖို့ပူလောင်ရခြင်းဟာတန်နှုံးတန်ခဲ့ဖို့ပြော့လို့မဖြစ်ပါဘူးပုံစံအစ်စ်ကိုပြောင်းဖို့ဒါမှမဟုတ်ဓိဋ္ဌကောင်းဖို့ပူလောင်ရခြင်းကတန်တုံးတန်ခဲ့ဖို့ပြော့လို့အပြစ်မရှိပါဘူးထူမောင်ရအရေးပြောမဲ့အတူတူတော့ ကိုင်းမင်းတိစနေတဲ့ငါနဲ့ဥဝန်တို့ကိုးဌာနတန်ရှာပုံတော့ပြောပြမယ်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုပေါ့ကွာမုံကြီးဝိုးတဝါစာမနခင်တခုမှာဥဝန်တရာမြစ်စိတ်ကိုရောက်နေတယ်တောင်ပြေအစက်ကန့်အထက်တနေရာမှာဝါခမောက်ကြီးဆောင်ပြီးမြစ်ကိုကြောပင်းလျက်ပြာမှုဖတ်ဆက်လိကြီးကိုလည်းဖွာနေတယ်ညီကြောင်မတစုံတယောက်ကိုစောင့်ကြည့်နေဟန်တူပေမဲ့လေရေစုံရေစံကိုမကြည့်အားမိုးညိုမြို့ကြီးဘက်ကိုသာကြည်နေတယ် အဲ့ဒီချိန်မြစ်ထဲမှာတစ်လုံးထွင်းလှင်ငယ်လေးတစ်စင်းတင်းရွိရွိမျောပါလာတဲ့ရှေးမတိမ်မနက်ကိုဝါတချက်စီထောက်ကထုံရင်းလှေကိုနင်းထားသူကဦးတန်ကဲဦးဝန်နဲ့ဦးတန်ကဲတို့ကပြင်ဆင်ယူပါခိုင်းဝင်ခြင်းတူတော်လဲဦးဝန်ကရှခအဖွဲသားဖြစ်ပြီးဦးတန်ကဲကကလုံအဖွဲသားဖြစ်တယ်အဖွဲ့ခွဲခြင်းမတူတော့လဲနှစ်ယောက်သားခံယူချက်တူတဲ့အတွက်ပြင်ဆင်ယူပါခိုင်းကိုစန့်ကျင်ပြီးထွက်ပြေးလာကြခဲ့ခြင်းဖြစ်တဲ့ လော်ကီပညာအမိခံပြီးဒူးစရိုက်လုပ်ငန်းအတွက်အသင်းဖွဲ့ဖြစ်တဲ့ပြင်ဆယူပါခိုင်းကလည်းထွက်ပြေးတဲ့ဘသူ့ကိုမစိုးတပ်ပြင်းလင်းရှိရင်ဦးတန်ခေကလှေကိုတဲဦးတဲ့ထိုးပြီးလှေထိုးဝါကိုကင်ကရှည်တဲ့ဆင်းလာခဲ့တဲ့ခြေချင်းဝတ်တာမြုပ်တဲ့ကန်းဆက်ရေကလေးတွေကိုအတန်မကြောက်နင်းလာပြီးမြေနောက်ခိုင်းထားတဲ့ဦးဝန်ကပြုံးနေဦးတန်ခေကလှံပြစ်သူတအူးလိုလှေထိုးဝါကိုရွှဲလိုက်ပြီးထိုင်နေတဲ့ဦးဝန်ကြီးရဲ့နောက်ကျောကိုလှံပြစ်တယ် ဥဝန်ကလည်းလှဲ့မကြည့်ပဲဝင်လာတဲ့လှေထိုးဝါကိုနောက်ပြန်ဖမ်းပြီးတောင်ပြင်မှာစိုက်ထားလိုက်တယ်။အဲဒီခါဥတန်ကလက်ခုပ်တီးပြီးနောက်ကျောင်းကိုစိုက်ချလာကြည်လားမိတ်ဆွေရဲ့မိတ်ဆွေရှိရာရန်နဲ့ရန်သူရှိရာကြားမှာဆိုရင်ရန်သူတို့ကမျက်နှာမူတင်ပါတယ်။နောက်ကျောင်းကိုဝါနဲ့ထိုးထိုးဓာတ်နဲ့ထိုးထိုးငါမိတ်ဆွေကိုငါယုံတယ်။ဒါကြောင့်လေရက်ခဝန်တရဲ့လို့ပြင်ဆင်ယူပါခိုင်းမှာနမေကျော်ခဲ့တာ哦။နမေပြောင်းလိုက်ပြီးတန်ကရ ဒီမိစာခိုင်းရဲ့အငွေ့သက်ပြအောင်ရက်ခဝန်တာဆိုတာကြီးကိုဖြောက်ဆန်းငါနဲ့မေးဥဝွန်ငဝွန်အေးကောင်းနေကွာငါလည်းဂလုံးတန်ခဲမဟုတ်တော့ဘူးလရင်အလုပ်ဖြစ်တဲ့ဗဘဲဆရာပြန်လို့တော့မယ်ဗဘဲတန်ခဲပေါ့ကွာကဲလေပေါ်တက်ဟိထုံးဖို့ဒီစံတက်မယ်ဒီလိုနဲ့နှဦးသားကတက်ညီလက်ညီနဲ့ပြင်ဆင်ယူပါခိုင်းကထွက်ခွာလာခဲ့တယ်။ထုံးပုံမျိုးရောက်တဲ့အခါလှေကိုကမ်းမှကပ်ပြီးမြို့ရင်းတနေရာမှာအခကျင်းငွေနဲ့အိမ်ငါတဲကိုခဲကြတယ်။ ညအခါရောက်တဲ့အခါနှစ်ဦးသားနားခုန်နေကြတဲ့အင်ကြီးမိဟုံဟုံတောက်လာတော့အရက်ကဝိုင်းဝန်းနှိမ့်တက်ရတယ်။ဥဝန်နဲ့ဥတန်ကဲတို့လည်းမိမိတို့ရှိနေလို့သာဒီလိုဖြစ်ရတယ်လို့တတိထားမိကြပြီးတပားသူကိုဒုက္ခမပေးလိုတဲ့အတွက် မြို့ပြင်ကပြင်ကြီးရွာဘက်ကိုထွက်လာခဲ့တယ်။ပြင်ကြီးရွာကိုရောက်သည့်တိုင်မိမိတို့တဲခုခဲကြတဲ့အိမ်နဲ့အခြားအိမ်သုံးလေးလုံးမီးလောင်ပြကြပြီးအိမ်သားလင်မယားနှစ်ဦးပျောက်ဆုံးနေတဲ့တဲ့ရင်ကိုပါစိတ်မကောင်းစွာကြားလိုက်ရတယ်။ ဘယ်နဲ့လောက်ကြမှာတော့ငုံချေရဖြောက်ရမယ်ကွာနေရတခုမှအမြင်နေတဲ့ပုံစံမျိုးမဖြစ်အောင်သွားလာနေရမှာပဲမင်းနဲ့ငါခိုင်းရထွက်လာပြီဆိုပေမဲ့ပြပိုင်ကြီးကိုတော့ရှာတဲ့နဲ့မထင်ဘူးလားကိုနဲ့မထိုင်ရင်ကျိန်စာတဲ့နဲ့ပြောဘူးလားကြားဘူးလေကွာဖြစ်ပါမလားငုံဖြစ်ချင်ရဖြစ်ကွာငါပြပိုင်တည်းရပညာကြီးမမောလို့မဟုတ်ဘူးကွာဒီမိစ္ဆာခိုင်းကြီးတွေလက်ထက်ရောက်မှာပဲစိုးရင်နေတာမင်းနဲ့ငါတနည်းစီနေမှဖြစ်လိမ့်မယ်မဟုတ်ရင်တော့ရှာရခက်မယ်ကွာ တနည်းအားစီနေဖို့စိတ်မချအောင်ငုံအောင်ငါတို့ခိုင်းရအရှင်ထားမှမဟုတ်ဘူးဆိုတာမင်းသိတယ်မို့လားနှစ်ယောက်အားနဲ့ဆိုရင် ခုခံရတာအဆင်ပြေမဲကွာတစ်ယောက်တကွဲဆိုရင်ငါမှအကြံရှိရဲကွာစိုးပေါင်းညံကြီးရှင်ပရပိုက်ရှာဖို့တယောက်စီမနီးမဝေးနေကြမယ်ဒါပေမဲ့တယောက်စီမှာနှစ်ယောက်အားဖြစ်အောင်မင်းနဲ့ကပညာချင်းဖလှယ်ကြတာပေါ့အေးငုံအောင်မင်းပြောတာအကြံကောင်းမဲကွာမနစ်မြို့ပေမဲ့အနေကိုကာကွယ်ဖို့ရက်ခအဖွဲ့ရဲ့ပညာနဲ့ကလုံအဖွဲ့ပညာ ရောလိုက်ကြတာပေါ့ဒီလိုနဲ့နှစ်ယောက်သား6လခန့်အချိန်ယူပြီးဥဝင်ရဲ့ခွန်အားမြင့်ကျင့်စဉ်တွေတိုင်းပညာတွေဘလူးလန်းစင်တွေစွမ်းအင်သိတိတွေကိုဥတန်ခင်ရဲ့ခုံပြန်ကြော်လွားနည်းတွေကိုဖော့ကျင့်စဉ်တွေလှင်မြန်တက်လက်တဲ့တိုက်ခိုက်နည်းတွေနဲ့ကလုံလန်းစင်စွမ်းအင်သိတိတွေကိုအချင်းချင်းလဲလှယ်ခဲ့ကြတယ်လေ့ကျင့်သင်ယူခဲ့ကြတယ်6လခန့်ကြာသည့်တိုင်အောင်ခိုင်ရအနည်းပီလာသူတွေကိုနှိမ်နင်းကြရင်ပညာဖလှယ်ခဲ့ကြတယ် ခတ်တာဥတန်ကရဥဝင်ရဲ့ဘလူးလန်းစဉ်စွမ်းရည်သိတိတွေကိုတက်မြောက်ပြီးမယ်ဥဝင်ကအခုထက်ဒီမတက်မြောက်သေးပဲရှိနေတယ်တနေ့မှာတော့သူတို့နောက်ကိုလိုက်တက်ကြတဲ့ရှက်ခအဖွဲသားနဲ့ဂလုံးဖွဲသားတွေထံမှမန္တန်ပရပိုက်ကြီးတရင်ကိုအစွန်းအစရလိုက်ကြတယ်အဲ့ဒီအချိန်မှာဥဝင်ကကလုံလန်းစင်ကိုစိတ်ဝင်စားတော့ပဲပလက်ပိုက်ကြီးမိစာခိုင်းနေလက်ထဲရောက်မှ ው တာစိုးရင်လာတယ်။ငါ့ကိုစိတ်ချစမ်းမှတန်ခေးရငါ့ပညာနဲ့လေခုခံနိုင်မှာတဲ့ကွစိတ်မပူစမ်းမှနဲ့ ဟဲ့အောင်ငဝွန်တူးတူးပုံနိုင်ကစားမှာမဟုတ်ဘူးနော်အသက်ဘေးကနေပြေးရမှာမင်းတယောက်တည်းမဖြစ်ပါဘူးကွာနေစမ်းမအောင်နောက်ထပ်၃လလောက်ဆိုမင်းလေးပေါ်ပြန်လို့ရပြီမင်းပညာတွေငါမရထိုက်ဘူးဆိုတာတီးကြပါတယ်တန်ခေရမကြိုးစားပါနဲ့တော့မင်းစိတ်မချရင်ငါ့ကိုဓာတ်တချောင်းသာကောင်းကောင်းလုပ်ပေးကွာမင်းကဗပင်းစရာပဲမဟုတ်ဘူးလားအေးအေးအေးကွာငါမစင်းသားမိဘူးငဝွန်ဒီလိုလုပ်ကွာငါမိတ်ဆွေဖြစ်တဲ့မင်းရဲ့ပညာကိုရိုးရိုးအဖိုးနဲ့ဓာတ်နဲ့တော့ တန်ဖိုးမဖြစ်ချင်ဘူးငါတို့တန်သေးဒါအစီရင်လုံးကြမယ်လीမကောင်းဘူးလားကိုးဌာနတန်သေးဒါလားမလွယ်လိုက်တာကွာမင်းသိနေတာပါလားအေးကိုးဌာနတန်သေးဒါပေါ့ကွာဖြစ်နိုင်ကြီးနေလုံးပြီမြဲစူးစမ်းကြမယ်ကွာဒါငါပေးနိုင်တယ်လက်ဆောင်ပဲတိတ်မကြဘူးဆိုရင်တော့လုပ်ပေါ့ကွာငါတို့စွန့်စားခြင်းနဲ့ကွာဘဘဲပညာနဲ့ပတ်သက်တဲ့အသည့်အတက်အားလုံးလေ့လာခြင်းနဲ့ကွာ ဒီတခုကတော့ခက်လွန်းလို့မဖန်တီးသေးဘူးမင်းစိတ်ဝင်စားမှာပါဒါရဲ့အတုံးဝင်ပုံကြီးသိတယ်မို့လားငါတော့စွန့်စားခြင်းနေကွာဗဘဲပညာနဲ့ပတ်သက်တဲ့အသည့်အတက်အလုံးလိလာခြင်းနာကွာဒီတခုတော့ခက်လွန်းလို့မဖန်တီးဘူးသေးဘူးမင်းစိတ်ဝင်စားမှာပါဒါရဲ့အတုံးဝင်ပုံကြီးသိတယ်မို့လားအေးငါတို့ချင်းချင်းစိတ်ချဖို့ပေးတဲ့လက်ဆောင်ပဲကွာမဟုတ်ရင်မင်းလည်းစိတ်ဖြောက်မှာမဟုတ်ဘူးဖန်တီးကြတာပေါ့အစီရင်ကာလအတွင်းမှာတော့မတောက်နဲ့ကွာ နားလဲပါတယ်ငဝွန်ရမိုက်ရိုင်းတဲ့ကောင်မင်းထံကကြီးတယ်ကွာခင်ခင်မင်မင်ပေါ့ကွာဒါပေမဲ့ငါကမင်းပညာယူထားတော့လေးစားသမှုနဲ့ဥဝွန်လို့ခေါ်ပေးလိုက်မယ်ဟဲ့နော်ကဲတန်စုရက်ကိုတော့ကွာဒီလိုနဲ့ဥဝွန်နဲ့ဥတန်ကယ်တို့ကတန်သေးဓာတ်စီရင်ဖို့အတွက်ဂမ်မီရာတိတ်တိဝင်ဌာနကြီးကိုကူမာတန်တွေကိုစတင်စုဆောင်ကြတော့တယ်တန်တို့တန်စာကောက်ယူသလိုအလွယ်တကူမဟုတ်ပဲ ရွှေကိုကျင်ယူရသလိုတဲမြီထဲမှာတန်မုံတွေကိုကျင်ယူရခြင်းဖြစ်တယ်။ဒါအပြင်လာဆန်း9ရက်နဲ့စနေနေ့တိုက်ဆိုင်ဖို့တပတ်ကျော်အချိန်ယူရသေးတယ်။အဲ့ဒီတနေ့အတွင်းတန်ကိုနေမဝင်မီ အပီးစုရမှာဖြစ်ပြီးဌာနကြီးကိုကူမှာအမိန့်ပြန်ခြင်းတန်တောင်းခံခြင်းတွေကိုဥဝန်ကပြုလုပ်တယ်။ဥတန်ကေကကာယအားကိုတုံးပြီးတန်မုံတွေကိုကျင်ယူစုဆောင်ရတယ်။လာဆန်း9ရက်ညီထွက်ချိန်မှာဖျားနဲ့တိန်တို့သွားပြီးတန်မုံတွေစုဆောင်ကြရာ တနေရာကိုတစ်စဲသားစီအခက်ခဲမရှိ စုမိခဲ့ကြတယ်။စွန်းကန်ပြန်ချိန်လောက်မှာနိုင်ရဲပင်မှာရှာရမှာဖြစ်လို့ရုပ်ကစိုးရှိတယ်လို့နာမည်ကျော်တဲ့ညောင်ပင်ကိုသွားရတယ်။အစင်တင်စွာပင်ညောင်ပင်ကပြင်ကြီးရွာမှာထုံးပုံမျိုးကိုအထွတ်ရွာထိပ်လမ်းလေးကွာစုံဒီမှာရှိနေတယ်။လျှောက်တဲ့အခါဦးဝန်ကညောင်ပင်အရင်မှာအလင်းတိုင်မှွေးတိုင်ထုံးပြီး ဤမြေဌာနဤရက်မှာရှိသောမမြင်အပ်ရာအရိယာသူတော်စင် ပုံကုန်များနဲ့စောင့်ရှောက်အပ်ကုန်သောဆိုင်းရာနတ်ဒီဝါများကိုရိုးသီစွာ ပန်ချလိုက်ပါရယ်ကျွန်ုပ်တို့အားဤမြေဤဌာနမှာရှိသောသိတိဝင်တန်တို့ကိုယူဆောင်ခွင့်ပြုကြပါဥဝံကတန်တောင်းပြရနဲ့ဥတန်ခဲကရွံ့ကွက်ဝိုင်းကလေးနဲ့အစ်စ်ယူလာတဲ့ရှည်တို့ကိုထည့်ပြီးညောင်ပင်အနီးတစ်ဝိုက်မှအသေးတို့ကိုဖြောပြီးတန်ကျင်တော်တယ် တဲများရေနောက်ပါသွားပြီးတံမုံတွေကလေးတာကြောင့်ရွံခွက်ဝိုင်းကလေးတွင်ကြံခဲ့တယ်။ညောင်ပင်ရင်မှာပိတ်ဖြူကလေးခင်ကတံမုံတွေကိုနည်းနည်းစီယူပြီးတင်ထားတယ်။နေမြင့်လာပြီးတန်တကြက်သားဝင်းကျင်ရတဲ့အခါထူးဆန်းစွာပဲပိတ်ဖြူဘောကတန်နေပြောက်ွယ်သွားတယ်။အဲ့ဒီအခါမှာဥတန်ကေကဥဝန်ကိုလှမ်းကြည့်တယ်။ဥဝန်ကမျက်ခုံးတွေကွညွတ်သွားပြီးညောင်မင်းကြီးကိုစိုက်ကြည့်ရင်ပိုင်ယာဆိုင်ယာအပေါင်းတို့တန်တေတက်သားကို အက်ဂီရဲ့တမားတို့လိုလော်ဘဇောနဲ့လူချင်းမဟုတ်ပါမိစာကိုင်းအန်ရီကိုကာကွယ်ရန်ကိုးဌာနတန်တေတာအစီရင်ဖို့အတွက်စောင့်ယူခြင်းကိုဘလို့ပုပ်ကွာဘာကြောင့်နှောက်ရက်ပါသနည်းညောင်ပင်ကြီးပါအမြစ်ကမကျွတ်ချင်အခုချက်ချင်းတန်မုံမြောက်ပြန်ပေးပါပြဿနာတော့စပြီဥုံစိတ်လျှော့ပါဥုံကဥတန်ခင်ရဲ့စကားကိုထားစမ်းပါဆိုတဲ့အကြည့်နဲ့တုံ့ပြန်လိုက်ပြီးချက်ချင်းပဲအလင်းတိုင်မွေးတိုင်တို့ကိုဖျက်ဆီးလိုက်တယ်ပြီးတော့ညာပင်ကိုဝိုင်းကထားတဲ့ အုပ်စည်းယိုးကလေးကိုနင်းပြီးညောင်မင်းကြီးကိုလက်နှစ်ဖက်နဲ့ဇက်ကနေကင်လိုက်တယ်။ပြီးတော့ဖနောက်တစ်ချက်ဆောင်းလိုက်တော့ညောင်မင်းကြီးကိုကာထားတဲ့အုပ်တွေအပ်သွားတဲ့အတွက်ဥတန်ကလေးနောက်ဆုံနေတယ်။ဥဝန်ကသူ့ရဲ့နှစ်ဖက်စာရှိတဲ့ညောင်မင်းကြီးကိုတွန်လာဆွေလာလှုပ်တဲ့အခါမယုံနိုင်လောက်အောင်ပဲအပင်ကြီးလှုပ်ရမ်းလာပြီးအမြေကျော်မလွတ်တဲ့မြေတွေပါပွတ်တက်လာတယ်။ဥဝန်ကညောင်ပင်ကိုတွန်လဲနေဟန်ရှိတာကြောင့်ဦးတန်ခေကလည်းဘေးကျင်းတိုက်ထုတ်လိုက်ပြီးတော့မလုပ်ပါနဲ့ကိုလူရဲ့စိတ်ထိမ့်မှာပေါ့ ညောင်ပင်ဆိုတာဗုဒ္ဓဘာသာဝင်တို့ရဲ့အလေးမြတ်ထားရာတစ်ခုခုကမကျိုးအောင်အောင်ညောင်ထောက်ရတာမင်းကတွန်းလဲစီရလားဒီမှာမရရင်တခြားကိုသွားမယ်အေးကွာစိတ်မထိန်နိုင်ဖြစ်သွားတယ်ရှက်ခခိုင်းစည်းတွေရဲ့ဒေါသဆိုးကျိုးပေါ့ကွာအဲ့ဒီချိန်မှာညောင်ပင်ရင်ကပိတ်ဖြူပေါ်ကိုတန်မုံနေပြန်လင်းရောက်ရှိလာခဲ့ပြီးတော့သူတို့နှစ်ဦးသားအတန်တစ်ခုကိုလည်းကြားလိုက်ရတယ်မိစ္ဆာဆက်ကျိုးတို့မြင်ရတာကြောင့်နတ်ပိတ်မှန်တက်တက်ခါတဲ့အထိပညာစမ်းခဲ့တာပါတင်တို့စကားကိုကြားရလို့ ငါညောင်ပင်ဆောင်ရုပ်ကစိုးရုံကြည်စွာအပ်လိုက်ပါမယ်တိတ်ထီဝင်တန်များယူဆောင်သွားကြပြီးတော့ဥဝန်နဲ့ဥတန်ကေတို့ပြုံးလိုက်ကြပြီးတန်မုတ်တစ်ချက်သားယူလိုက်တယ်ပြီးတော့ဥဝန်ကညောင်ပင်ကိုတုံးချက်ပုတ်ပြီးရွှေပြုံးတစ်ချက်ပြုံးလိုက်တယ်ပြီးတော့အစင်တင်ရှိတဲ့အထင်ကရလမ်းလေးကွာဆောင်မှာတန်မုတ်များကြီးယူခဲ့ကြပြန်တယ်ပြီးတဲ့အခါရှေးစိတ်မှာအလဲကြတဲ့အတွက်ထုံးပုံမြစ်စိတ်ကိုဆင်းကြရာနိလေချင်းကိုရောက်လာခဲ့တယ် ညစ်စိမ်မှလည်းတဲပေါ်လိုခဏအတွင်းတန်များရှားလာတယ်။ပြီးတော့အလဲကြတာကတောင်ထိန်နဲ့ကွင်းပြင်ဖြစ်ပြီးကွင်းပြင်မှာလွယ်ကူခဲ့တော့လဲတောင်မရှိတာကြောင့်ဥဝန်ကဥတန်ကရဲ့အကြံကိုမေးလိုက်တယ်။ဥတန်ကရအခအေးပဲမျက်စိကဆင်းပြီးသူတို့ထွက်ပြေးခဲ့စဉ်ကတုံးတဲ့လှီကလေးကိုအငားလီထူသားစင်ကပြန်ယူလိုက်တယ်။ဘယ်တော့တန်ကထုံးပုံမျက်စိနဲ့အနီးဆုံးကအကောက်တောင်ပေါ့။ဟာဟိတ်ကောင်မိုးချုပ်သွားမှာပေါ့ဟာ။ ဥဟုံကကိုနဖူးကိုပြန်ရိုက်ပြီးပြောတော့လဲဥတန်ကအကြံရှိရဲဆိုတဲ့မျက်နှာထားနဲ့နှစ်ဦးသာလှေပေါ်တက်ခဲကြတယ်။ကိုင်းအစွမ်းနဲ့နဲ့ပြရတော့မယ်။ရေစုံဆိုတော့လွဲပါတယ်ကွာ။ဘာလဲ။မင်းကကလုံအစီရင်နဲ့လှေကိုလေပေါ်ပြန်ခိုင်းမလို့လား။အာငါစင်းပြီနော်။နောက်မနေနဲ့ကွာအချိန်မရဘူး။ငါတို့ကျင့်စဉ်မှာလေအားနဲ့ဆိုင်တာကြီးအများကြီးရှိတယ်ကွာ။လက်ဝါးနဲ့ရေပြုံဟောက်နေလို့လေးတက်လိုက်ရင်လေတုံးအားနဲ့လှေပုံမြန်မယ်။မင်းကတော့ခုံအားကောင်းတာပဲကွာ။ ဒါနာလောဟိအော်အေးအေးအေးပါကွာဒီလိုနှစ်ဦးသားတို့ရဲ့အစွမ်းနေကြောင်းသူတို့လီကလေးကအဝေးကကျင်ဆက်တက်ရင်တခုလိုပြေးနေတော့တယ်မကြမီမှာပဲအကောက်တောင်ရဲ့တောင်ထိတ်ဆွန်ခတ်တိတိမှတန်ကျင်ကြပြီးဒီနီးနဲ့သာပြန်လာခဲ့တယ်ကံကောင်းပုံတွေကအပြန်လမ်းမှာတောင်ကြီးကိုအစင်ဝေယုံတော်တစ်ခုအတွင်းမှာချတောင်ပူကြီးတွေ့ရလို့ရှစ်ဌာနပြေဆောင်သွားခဲ့တယ်နောက်ဆုံးဌာနတစ်ခုအဖြစ်တုတ်တံမြီကတန်ကိုယူဖို့သာကြံတော့တယ် အချိန်အပြည့်ညနေမရောက်သေးတော့လဲနေဆောင်ချိန်ဖြစ်တယ်။နေမဝင်မီပြုလို့ရမှာဖြစ်လို့ပြင်ကြီးရွာတိမပြန်တော့ဘဲထုံးဖို့တုတ်တန်ကိုသာအရောက်သွားခဲ့ကြတယ်။ထုံးဖို့တုတ်တန်ရောက်တဲ့အခါနေအီစာပြူနေပြီ။မြို့တုတ်တန်ဖြစ်လို့အုတ်ကူတွေစီကားလာတယ်။အချို့နေရာတွေမှာမြေပုံမုံမုံကလေးတွေလည်းရှိရဲ။ဦးတန်ခေရတန်ချောင်းနားလည်တဲ့အတွက်တဲမြေကိုသာရှာတယ်။ တုတ်တန်တစ်ခုလုံးမှာတဲမြည်ဆိုလို့မြေပုံတစ်ခုပေါ်မှာသာတွေ့ရလို့မထူးတော့ဘူးဆိုပြီးအဲ့ဒီမြေပုံပေါ်ကတဲကိုသာကျင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒုံးစံအတိုင်းဥဝင်ကဆိုင်းရပိုင်းရတွေကိုအမိန့်ပြန်ခြင်းတန်တောင်းခံခြင်းများပြုလုပ်တယ်။တုတ်တန်တလင်းတင်းချိုင်းတွင်းမှာရှိကြတဲ့ဖုတ်တစင်ညီချက်ပရလောကသားနာနာဘာဝအပေါင်းတို့တင်းတို့မြေကတန်စားကောက်ယူမှသာဖြစ်လို့အနောက်ရှက်အဖြစ်အမှောက်မရှိနေမြဲတာနေကြစီ တင်းချမ်းပိုင်တင်းချိုင်းဆောင်နဲ့ခေါကရော်တို့ဒီလဲလက်အောင်ငယ်သားတို့ကိုစောင့်ကြက်ကြစေအမိတ်ပြန်ပြီးရခါမြောက်လီကလေးတစ်ချက်ဝေ့တာကြောင့်နှစ်ဦးစလုံးရဲ့နှာခေါင်းထဲမှာသွေးညင်တဲ့ကိုခံစားမိခဲ့ကြတယ်။နှစ်ဦးသားသတိဝိရိယထားပြီးဦးတန်ငယ်ကတဲမြေတစ်စုပ်ကိုကောက်ယူလိုက်တယ်။ဟိုက်ဘာရောကွာကန့်ကွာတဲမြေကောက်ယူတဲ့ဦးတန်ငယ်ရဲ့လက်ကိုမြေပုံထဲကအယိုးကျကျလက်တစ်ချောင်းထွက်လာပြီးဆွဲတာကြောင့်ဦးတန်ငယ်လည်းအယိုးကျောက်လက်ကိုဖြတ်ကင်လိုက်တယ်။ အဲ့ဒီခါမှာလက်ပြက်ကြီးပိုင်ပိုင်ကျိုးပြီးအဝေးကိုလွင့်စင်ထွက်သွားတယ်။ဒလောက်နဲ့မပြီးသေးပဲတင်းချိုင်းပတ်ဝန်းကျင်ခြုံတော်တွေကညင်းညူတန်းနေရှီမောတန်ကြီးရဲ့အပြင်မျက်လုံးစိမ်းကြီးတွေကိုပါမြင်လာရတယ်။ဥဝန်နဲ့ဥတန်ကဲတို့ကကြောက်လန့်ခြင်းမရှိဘဲနေဝန်းနီနီကိုသာဖြိုင်တူကြည့်လိုက်ကြတယ်။ပြီးတော့ဥဝန်ကအနီးတစ်ကိုင်းတစ်ခုကိုဆွဲချိုးပြီးအလုံများနေတဲ့သူ့မိတ်ဆွေဥတန်ကဲရှိတဲ့နေရာကို စီးတစ်ခုဝိုင်းထားလိုက်တယ်။ပြီးတော့စီးပေါ်ကိုလက်ညှိုးကလေးနဲ့ခောက်လိုက်ပြီး တန်ခဲငါ့အောင်မကြည့်နဲ့နော်နေမဝင်ခင်ရမှဖြစ်မယ်လှုပ်ရှားရှိရတာလို့ဒီလိုနဲ့စီတာပင်းခဲ့ပြီးရင်တော့ဥဝန်ကအုတ်ကူတလုံးပေါ်လွှာကနေခုန်တက်သွားတယ်။မကြမီအရေးမဲကြီးတွေကဥတန်ခဲရှိရာကိုလာကြတော့လေဥဝန်ဆွဲထားတဲ့စီကိုမကြော်နိုင်။အဲ့ဒီခါမှာစီးပြင်းမှရှိနေတဲ့ဥဝန်ထံတရွေ့ရွေ့သွားနေကြတော့တယ်။မင်းတို့ကတဆင်ရတရေတဆင်ဆိုရင်ငါကဘလူးတပတ်ပဲဟိ။ဥဝန်ရဲ့အဲ့ဒီအတန်းကိုကြားလိုက်ရပြီး ဥတန်ကလေးလက်မကြည့်ပဲတန်ကိုသာရအောင်ကျင်ယူနေတယ်။အနောက်မှာစူစူဝဝအော်တန်ကြီးတွေအယိုးကျိုးတန်တွေခြေဆောင်တန်တွေကိုတုတ်တန်ကြီးတုံနေအောင်ကြားရတော့လဲလက်မကြည့်။နောက်ဆုံးတန်တစ်ချက်သာရတဲ့အခါပိတ်ဖြူနဲ့ထုတ်ယူပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်။အုတ်ကူနှလုံးကြားမှာဘလူးလိုလိုတပတ်လိုလိုမကောင်းဆိုးဝါးကြီးတကောင်ဥတန်ခဲစီပြေးဝင်လာတယ်။စီးကိုကြော်နှင်းလာတော့လဲဥတန်ခဲရပေါ်ပါတွက်လက်စာနဲ့ အမြင့်ကြီးခုံကျော်ပြီးမကောင်းဆိုးဝါးကြီးနောက်ကျော်ကဂူတလုံးပေါ်မှာရှက်နေလိုက်တယ်။ခမည်းဒေါသစိတ်ကိုတိလို့ပဲကျုပ်ကစိတ်ဝင်စားတာဒီပုံစံကြီးနဲ့မြင်ရတာစိတ်မကောင်းပါဘူးဗျာ။ဟက်ကောင်တန်ခဲ့အရှိုင်းစိတ်ကြောင့်နည်းနည်းလွတ်သွားတာပါကွာကြီးကြီးကျယ်ကျယ်ကွာမင်းရောမလွဲတာတဲ့အချိန်ဒီမှာလက်သေးခြေသေးတွေရှည်ပြီးအမွှေးလောင်ပေါက်လာတာပဲမဟုတ်ဘူးလားနံပြီဆုံးလို့လို့စာကလေးလို့လို့နဲ့တော်စမ်းပါကွာဂလုံးကွာဂလုံးဂလုံးမနေနဲ့တန်ဆုချိန်မိရဲဆိုရင်ငါတို့ခီးတစ်ခွက်ရောက်ပြီး ကဲမင်းရဲ့ဗဘဲဘိုးတန်ရီကျိုအကြီးရထိုးဖို့ပြန်ကြစို့မီးသွေးဖုန်တွေကလုံကလေးမှာရဲရဲနေနေတလို့ဦးတန်ငယ်ကြီးရဲ့မျက်နှာကလည်းရဲရဲနေနေတန်တူရင်းကလေးကိုအပူပေးပြီးဖြတ်တောက်ကလုံကြီးထဲမှာအရှိဖြစ်တဲ့အထိမီးပြင်းတိုက်နေတယ်မိ쇠နှစ်ဦးတို့ရဲ့အတိတ်ကလွမ်းစရာအကြောင်းကလေးတွေကိုပြောရင်အမတ်တရပစ္စည်းကလေးတွေကိုအရှိကြတာကတော့လွယ်မယ်မထင်အခြေအနေကိုရှင်းမိတဲ့ထူမောင်မှလည်းဦးတန်ငယ်ကိုနှောက်ကြောပေးထားတယ် မိတ်ဆွေတငယ်ချင်းနှစ်ဦးကိုးဌာနတန်ကိုးချက်သားရှာပုံတော်ကိုနားထောင်ပြီးမိမိထူးမောင်ကဥတန်ကဲကိုအာမနာတမ်းမိလိုက်တယ်။တန်နှုံးတန်ကဲတွေကအရေးပြောပြီလားဗျ။ဒါမဖြစ်ပဲတန်တယွန်းဖြစ်သွားတဲ့အကြောင်းလေးလဲဆက်ပါဦး။ပရိသတ်များရှင်စာရေးသူမင်းဟင်ကန်ဥတာဒီပါရေးသားထားတဲ့မန္တန်ထူးမောင်အပိုင်းဆက်ဇလန်တွဲတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်းတင်ဆက်ပေးဖို့အပိုင်းဆက်တွေများစွာရှိသေးတာကြောင့် ပရိသတ်များရှင်ဒီကနေ့မှာတော့စာရေးသူမေဟင်ခန့်ဥတာတိပါရေးသားထားတဲ့မန္တန်ထူမောင်းနဲ့တိတ်တိဝင်တန်မောင်ရှာကြသူများဆိုတဲ့အပိုင်းကိုရွှေ့ချယ်တင်ဆက်ပေးခဲ့တာပါ။နောက်ထပ်လည်းဆက်လက်တင်ဆက်ပေးဖို့အပိုင်းဆက်တွေများစွာရှိတာကြောင့်ပရိသတ်များအလုံးကစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုကျေးဇူးများ යි တင်ပါတယ်။